က်ကီချန်းကကပြားတထုပ်ကိုကောက်ကင်လိုက်ချိန်မှာသူ့ရဲ့ကိုဝါအဖြစ်ကိုထုတ်ဖော်မိလူနီးပါးဖြစ်သွားခဲ့ပါတယ်။လုံချန်သူရဲ့စုံစမ်းမေးမြန်းမှုကိုရင်ဆိုင်ရချိန်မှာဂျက်ကီချန်းကသူဟာဆယ်စုနှစ်များစွာချက်ပြုတ်နေခဲ့တာကြောင့်လက်ဖဝါးတွေမှာအသားမာတွေတက်နေရတာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ လုံးကျန်သူဟာခဏတာမျှတန်တရားစိတ်တွေကိုဖြည့်ဖြောက်လိုက်ပြီးအဲ့ဒီအခွင့်အရေးကိုယူပြီးဂျက်ကီချန်းကသူ့ရဲ့ဟင်းချက်စွမ်းရည်ကိုမြည်းစမ်းကြည့်ဖို့လုံးကျန်သူကိုသူ့အိမ်ကိုဖိတ်ခေါ်ခဲ့ပါတယ်။ဆယ်စုနှစ်တခုကြာကြာထွက်ပြေးနေတဲ့လုံးကျန်သူရှာတော့ကိုဖမ်းဆီးဖို့အတွက်ဂျက်ကီချန်းကဒီတစ်ချိန်မှာအသေးစိတ်ပြင်ဆင်မှုတွေပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့အဖြစ်ဆိုစရာမရှိရဲ့ဟန်ဆောင်မှုရှိပေမဲ့လုံးကျန်သူရှာတော့ဟာအငြင်းရန်တတိအလွန်ကြီးမားနေစေဖြစ်ပါတယ်။ သူရဲ့လက်ထောက်တွေကလုတ်ကြံသူရဲ့ဖုန်းလေတာတွေကိုအစီအစဉ်အတိုင်းကူးယူခဲ့ကြပြီးအရာအလုံးဟာချုံးမွေနေပုံရပါတယ်။သို့တော်လည်းလုတ်ကြံသူရှာတော့ထွက်သွားပြီးနောက်မှာလုတ်ကြံသူအဖွဲ့ကသူတို့ရဲ့လူတက်သမားတအူကိုဆေးလွတ်ပြီးဂျက်ကီချန်းကိုတက်ဖြတ်ဖို့ရည်ရွယ်ခဲ့ပါတယ်။ဒါပေမဲ့ပစ္စတိုနဲ့တောင်ဂျက်ကီချန်းကိုရှင်နိုင်ခြင်းမရှိပါဘူး။မိနစ်အနည်းငယ်ကြာတိုက်ခိုက်ပြီးနောက်မှာလုတ်ကြံသူကစုပ်ခွာဖို့အမိန့်ရရှိခဲ့ပြီးလုံခြုံစွာမထွက်ခွာမီမှာပစ္စတိုနဲ့ပြစ်ခတ်ခဲ့ပါတယ်။ နောက်တစ်နေ့မှာ Shadow ဟာတိုက်ခန်းကနေထွက်ခွာသွားခဲ့ပါတယ်။ဒီအကြောင်းကိုသိရှိရတဲ့အခါရဲတပ်ဖွဲ့ကဆက်ချင်းဆိုသလိုလူရင်အားအရင်းမြစ်အားလုံးကိုစူးစီးပြီးလိုက်လံရှာဖွေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲခိုးမှုကိုင်းကလှည့်ပြားတိုက်ခိုက်မှုတစ်ခုကို လုဆောင်ခဲ့ပြီးရဲတပ်ဖွဲ့ကိုပြစ်ခတ်ဖို့ဆွဲဆောင်နေရင်း Digital Banner တိုက်ကနေခိုးယူဖို့ခွင့်ရေးယူခဲ့ပါတယ်။ ချိန်ထဲမှာပဲဂျက်တီချန်းရဲ့လက်တွဲဖော်ဟာအန်ဒီရဲ့ကြားရောက်နေခဲ့ပါတယ်ဂျက်တီချန်းကအချိန်မီနိုးထပြီးလုံကြံသူကို တားဆီးခဲ့ပါတယ်ထို့နောက်သူတို့နှစ်ဦးဟာအတူတကွပူးပေါင်းဆောင်ရွက်ပြီးနောက်ဆုံးမှာလုံကြံသူကိုဖမ်းဆီးနိုင်ခဲ့ပါတယ်ဒါပေမဲ့လုံကြံသူတွေကရဲစခန်းကိုအပြည့်အဝတိုက်ခိုက်မှုစတင်နေခဲ့ပါပြီအပြင်ဘက်မှာသူတို့ကိုခြေရာခံနေတဲ့ရဲအရာရှိတွေကလုံကြံသူရှာတော်တအူးနဲ့မိမမိတ်ကီဟာကိုတွားခဲ့တာကိုတွေ့ရှိခဲ့ကြပါတယ် လီတိုဖာဒီကစုံစမ်းစစ်ဆေးဖို့ပြင်ဆင်နေချိန်မှာရုတ်တရက်နားကွဲလူမတက်ပောက်ကွဲတံတစ်ခုထွက်ပေါ်လာခဲ့ပါတယ်ရဲတပ်ဖွဲ့ရဲ့ဆက်သွယ်ရေးပစ္စည်းတွေကိုထပ်မံဟက်လုခံလိုက်ရပါတယ် ရှားတော်ဟာတဦးရဲအပေါ်ထက်ကိုတက်သွားခဲ့ပေမဲ့လက်နက်ကင်တပြအဖွဲတစ်ဖွဲကိုသာတွေးလိုက်ရပါတယ်။တချိန်တည်းမှာပဲစစ်သားစုဆောင်သူကောင်းဆောင်ကလည်းဂျက်ကီချန်းကိုပြစ်မှတ်ထားခဲ့ပါတယ်။ဂျက်ကီချန်းကိုတက်မှသာသူတို့ကအခကြေးငွေရရှိမှာဖြစ်ပါတယ်။အပေါင်းအသင်းတဦးကသူ့ရဲ့ဖုန်းကိုအသုံးပြုပြီးအထက်ရာရှိတွေနဲ့ဆက်သွယ်ဖို့ခွင့်ရေးကိုယူခဲ့ပေမဲ့နောက်လှည့်လိုက်ချိန်မှာအမျိုးသမီးလုံခြံသူတဦးကသူ့ကိုမြင်လိုက်ရပါတယ်။သူတို့နှစ်ဦးဟာပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ကြပါတယ်။အင်အားဖြည့်တင်းမှုတွေက အချိန်မီရောက်ရှိလာခဲ့ပြီးပြင်းထန်တဲ့တိုက်ပွဲအပြီးမှာချက်တိချန်းကအနိုင်ရရှိခဲ့ပါတယ်။ရှာဒိုဟာရန်သူရာနဲ့ချီတဲ့ဝင်းရံမှုကနေဖောက်ထွက်ခဲ့ပြီးနောက်လဲကြည့်လိုက်တဲ့အခါအဲ့ဒါဟာသူ့ရဲ့အချက်ဆုံးသားဖြစ်နေတာကိုသိလိုက်ရပါတယ်။အဲ့ဒီအခါကျမှသူ့ကိုတပ်ဖို့စူးစမ်းနေတဲ့သူဟာသူ့ရဲ့အချက်ဆုံးသားအရင်ဖြစ်နေတာကိုသူနားလည်သွားပါတော့တယ်။